တခေါ်မှအမေရိကမှာထောင်ကြမယ်ဆိုရင်ဘယ်နှစ်နှစ်ကြာမလဲဘာအမှုတွေလဲဆိုတာတခုချင်းဖတ်ပြပေးမယ်ခင်ဗျာဒီကောင်မကလေအမေရိကရောက်ခဲ့ရအမေရိကရဲ့ဥပဒေနဲ့မညီရတန်းစီပြီးတောင်းလျှောက်ကျူးလွန်လာတာတော့ဒီကောင်မကတောင်းလိုင်းအကြောင်းဘန်းပြဒီဟာနဲ့ခွက်ခပြဒေါ်လာတန်းနဲ့ချီကိုပြည်သူဝင်တဲ့လူပါကဝတည်တာသူကမြန်မာနိုင်ငံမှာကလေးက ်အမေစုဘေးနားမြောက်ခင်မှာသူ့ဘဝသည်တနဲ့စတဲ့သတင်းစာတိုင်းမှာလသာလေးတောင်ခွဲနဲ့စေးမလောက်တာသူရဲ့ဟိုးကြခင်ရဘဝကလေဘာမျိုးရိုးလဲတိလာငစိမ့်တဲ့မျိုးရိုးဟင်ငစိမ့်တဲ့မျိုးရိုးသူ့ရဲ့အတော်တွေကလေအတော်တော့ရပါမွေးရပါမျက်စိမမြင်အတော်တရားပဲမျက်စိမြင်တယ်သူ့အမေမျက်စိမြင်တယ်ပြီးသူ့အမေရရွာထဲမှာနှလုံးထိပတ်ရောင်းနေဆရာမလည်းလောက်တယ်နောက်သူ့ရဲ့အဖေကဘီလီယက်ခုံချောင်းနဲ့အိမ်မှာပြီးရင်ကွန်ပျူတာရက်ကွက်ဖေးကြိုင်မှာရိုင်းတာပြောမနေရက်သမား နော်ဘာမျိုးရေးလဲဆိုပြရတာတပုံရှိဘူးအချက်လက်ပါမရှိသိမသိတော့လူတွေမြန်မာတို့လည်းမျိုးရိုးကောင်းလို့လို့နိုင်ငံရေးလောကရေးရပဲပောက်ပွားကြီးပြလာတော့လက်ကဒီကမှအမေစုဘေးနဲ့ရောက်ပြီးမှမဲဆိုတဲ့ပတ်စံနေဘလို့ဖြောင်းလိုက်လို့တော့မသိဘူးဟိုတဲဆောက်ကနေတိုက်ပေါ်ရောက်သွားတာအရင်တော့ကမင်္ဂလာဈေးမှလည်းဘေးလို့ရောက်ခဲ့သေးတယ်တာပွေးတက်ခဲလို့လေးမှာကားနေခဲ့သေးတယ်နော်ရှင်းလားရှင်းလားဒီကောင်မှတောက်ဆောက်လိန်လာတာအမေရိကရောက်မှလိန်လာတာမဟုတ်ဘူးအမေရိကရောက်တော့လေတော်နေဟေးချောင်းပြဆယ်လီတကပတ်ဆိုင်ပြီး attention ရှာလူတကောင်ပတ်ဆိုင်မှရိုင်းပြီးတော့မှခွက်ခေါက် လူတွေသွေးကြွအောင်စိတ်တည်ဒေါသတွေကိုဆွာပေးပြီးဆက်ကဆောက်ကိုလွတ်ရကြွရကမ္ဘာတစ်ဖက်ချင်အမေရိကန်ဆိုနိုင်ငံကြီးမှာတစ်စလုံးတစ်မျိုးလုံးတမိသားစုလုံးလင်းတဲ့ကွာခေါ်ထားပြီးထိုင်ဆဲပြတာဒါလားတက်တီဒါလားတက်တီဖတ်ပြမယ်ခင်ဗျာသူ့ရဲ့အမှုတွေရဲ့အမေရိကန်မှာဥပဒေနဲ့မညီတာတွေဘလောက်ထိပြစ်မှုကြီးလဲဆိုတာဖတ်ပြမယ်နံပါတ်1 fraud လိမ်လည်မှု 2010နှစ်ကနေအနှစ်20နံပါတ်1 money laundering ငွေကြေးခေါ်ဝါချမှုငွေမဲငွေယူလက်မှုထောင်နဲ့အနှစ်20နံပါတ်3 conspiracy to provide materials support to a foreign terrorist organization နိုင်ငံခြားအကြမ်းဖက်အဖွဲ့များရဲ့ပူပေါင်းကြံစည်ပစ္စည်းထောက်ပံ့မှုလက်နက်ထောက်ပံ့မှုထောင်နဲ့အနှစ်20ဒီကာမကပီဗီအက်ဗတ်တူတွေဖွဲ့ထားပြီးလက်နက်တွေထောက်ပံ့တာနော်အထောက်ထားအကောင်ရှိရခင်ဗျကျွန်တော် FBI report လုပ်တဲ့ခါမှာအဲ့ဒါအကောင်တင်ပြီးသွားပြီနံပါတ်4 violation of the foreign corrupt practice act FCPA နိုင်ငံခြားအကျင့်ပြချစားမှုအဥပဒေအားချိုးဖောက်မှုထောင်နဲ့၅နှစ်နဲ့ဒီကမ္ဘာတဦးချင်းဒေါ်လာ3သိန်းတန်ငွေနံပါတ်5 Tough of US government property or aid American ဆိုရမယ့်ပစ္စည်းတော့မအကူအညီခိုးယူမှုထောင်ဒဏ်10နှစ်နံပါတ်6 wire fraud and money transfer violation ကျင်းနှံလိမ်လည်မှုနဲ့ငွေလဲပြမှုဆိုင်ရာချိုးဖောက်မှုများထောင်ဒဏ်အနှစ်20နံပါတ်9 unlawful foreign influence ဥပဒေမဲ့နိုင်ငံခြားလွှမ်းမိုးမှုထောင်ဒဏ်အနှစ်20ပြီးတော့နောက်ဆုံး America T US lottery ကို ိုင်းဒီဘက်မှာလက်ရှိနေတဲ့လူတွေတရားဝင်ရောင်းပိုင်ဝင်လုံးဝမရှိဘူးအတ္တကို तू ကတခြားအယောင်းဆိုင်မှာဆိုတော့အကောင့်ကနေ तू ကပြန်ရှယ်ပြီးရောင်းတာတကယ်တော့ဒါကသူ့ဟာကြီးပဲဒါကဒီတရားလုံးဝမဝင်ဘူးလုံးဝ illegal ပါခင်ဗျာဒါ federal law နဲ့ညှိပါတယ်နော်ကျွန်တော်တရားဥပဒေရမယ်အချက်ကြပြောရအောင်သူ့ရဲ့အောက်ဆိုရကျွန်တော်ကိုစဲယုံဟာလွဲပြီးတော့တသူမအချက်ကြပြန်ဖြေရှင်းနိုင်သော်မရှိဘူးတခိုးမှလည်းပြန်ဖြေရှင်းနိုင်သော်မရှိဘူးသူ့ကြောင့်ပိုင်လူပါလည်းမရဘူးကျမကျမကပါလေနိုင်ပါသလေးပါဘယ်နာနိုင်냐သူ့ကမှသူ့နိုင်냐လေဘယ်အရာမှအချက်ကြပြန်ဘူးသူ့ကမှသွားပြီးတော့လေတခိုးဆက်ကြည့်လိုက် ငါကင် project ရဲ့ပတ်စံနေပေးရသွားတယ်ခုံးသွားမေးကြည့်လိုက်အချက်ချက်ချက်ဒီမေးခွန်းတွေသွားမေးကြည့်ကြည့်လိုက် official background check report မှာသူတို့သမိသားစုတွေအမေရိကရောက်တဲ့ဘာမှမတရားဘူးလောလောခဲ့ချင်းမရှိပဲနဲ့ဘယ်ပတ်စံနဲ့အင်္ဂါကပေးလဲဘယ်ပတ်စံနဲ့စားတောက်လဲဘယ်ပတ်စံနဲ့သွားလာလဲအဲ့ဒါကြီးအကုန်လုံးကခုံးငွေလေအဲ့ဒါကြီးအကုန်လုံးကိုသခုံးသွားမေးလိုက်ချက်ချင်းတန်းဘလော့တာကောင်မသူ့အကောင့်မှာလေသူ့ရဲ့စပတ်ကိုရောက်ကတ်နေတာတွေပဲထားတာ အဲ့အကောင့်တွေလည်းတွားကြည့်ကြည့်လိုက်တော့သူ့ support လုပ်နေတဲ့ comment တွေလူတယောက်ချင်းဝင်ကြည့်ကြည့်လိုက် friend ကလေ90တောင်မပြည့်ဘူး friend ကြည့်လိုက်ရင်လည်း3ယောက်တို့4ယောက်တို့45တလောက်ပဲရှိလားအကောင့် account တွေနေပြီလူတယောက်ကော account တွေပါအခု20လောက်နေကောင်မလှုပ်ရှားတာလူယောက်9000ဆိုရင် account အခု20ဆိုရင်လေ account တော့တန်းဖြစ်နေပြီနော်သူကဒါနဲ့ပဲလှုပ်ရှားနေတာတီဝိုင်အောင်လိုက်ခြင်းလိုက်တိုက်ခိုက်မယ်အကောင်လုံးကလေတိုင်းပြည်ကိုဖျက်ဆီးကြတဲ့လူတွေကြီးပဲနော်ဒီကောင်မ PDF အတူဖွဲ့တာဆိုတာလေ PDF တွေပန်းပြရနော်လက်နက်တွေထပ်ပို့တာတွေပြီးွားရတက်ဆက်တွေကောင်းလားလေသူ့ရဲ့ခဲပဲရောက်တာသူ့ရဲ့ခဲပဲရောက်တာပြီးွားရကောင်းမလက်နက်ဝယ်ပေးရလဲပို့ရအထောက်ထားရရှိရနော်ကျွန်တော်ကအထောက်ထားရလဲရှိရအဲ့ဒီဟာတွေအကုန်လုံးကလေအပြစ်မဲ့ပြည်သူတွေသူကမရင်ကောက်ချစ်ဆော်ကားသေးတာပြီးရင်လူငါနဲ့လဲကောင်းမကလောက်ကြံခိုင်းနေရအစားနာပြတ်ခိုင်းနေရသူကငွေခုံးရုံတတ်တတ်မဟုတ်တိုင်းပြည်ဖျက်အောင်တီးတတ်မဟုတ်ဒီကောင်းမလူပါတတ်တာလူပါတတ်တာနော်အဲ့ဒီဟာလေလူငါနဲ့ကိုနာမည်တစ်လုံးနဲ့လူကိုငါပြောတခြားတဲ့ကသွားတက်ခိုင်းတဲ့ကိစ္စအရှိပြီ နော်ဒီကောင်မအဲ့လောက်ထိမရိုင်းကောက်ချင်စင်လဲပါဆိုမိမတယောက်တက်ခဲ့တယ်လို့ထင်နေရလားဒီကောင်မတိုင်းပြီးတော့အန်ဒီရကမှမဟုတ်လို့ပြောနေရတော်ရမနေနဲ့ကလေးတွေကအသက်ကျွေလွင့်သွားမယ်တားလိုက်ရတယ်ဘယ်တော့မှအောင်မဟုတ်အကောင်လုံးကပေါင်းခေါနေရဟေးပေါင်းခေါနေရတော်ရဲဝင်တဲ့ကလေး PDF မေးလိုက်ပါဦးမယ်တစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီဝင်လို့တော်ရဲမှာဆက်မနေကျင်တော့လို့ခြေလက်အကောင်းတိုင်းရှိနေသေးလို့ကို့ဘွားပုံမှန်ဘွားအနေနဲ့ဆက်လက်ရည်တည်မယ်ခြိုင်းပါပဲဆက်လုပ်မယ်ဆိုရောဒီလိုကောင်မနဲ့တခြားအဖွဲ့စည်းကြီးတွေရောခမားတို့ရဲ့ ဆက်လက်ရည်တည်မှုအတွက်ဘဝပြောင်းလဲထူထောင်ရတဲ့ဘလောက်များအထောက်ပံ့ပေးနိုင်မှာမလွတ်လဲ။ဘာတွေပေးနေခဲ့တယ်လဲတခြားလူတွေရောခင်ဗျားတို့ရဲ့ဘဝရဲ့ခြေတွေလက်တွေပေးဆက်ရပြီပဲထားပါအောင်။ဒီကောင်မရောတခြားဘယ်ဖွဲ့စည်းရောခင်ဗျားတို့ရဲ့ပြောင်းလဲထူထောင်ရေးတတ်စာလူမှုဖူလုံရေးတော့ဘာတွေထောက်ပံ့ပေးနေလို့လဲ။ခင်ဗျားတို့တိတ်ဝါရောဒီကောင်မလေးဒေါသထွက်ပြပဲဟိုလူပလိမ့်မယ်ဒီလူပလိမ့်မယ်ပြီးဝါအဲ့လူရဲ့ဘဝသွားပြီပြီးပြီ။ဒီဟိုခြားဘွဲ့စည်းရောဝမ်းနေသောတုံဝင်လာပေးပုံရအောင်လဲလူတရားဘဝရပြီးနေပြီ။ ဒေါသတွေပဲဝဲကနေစွာပေးပြီးတော့ကောင်မတွေပတ်စံတွေတော်လန်ရေးပန်းပြခိုးနေတာဟေးတောက်ရှာခိုးနေတာအဲ့ဒါအခုချိန်ကြီးအမြင်မမြင်သေးဘူးလားအုံနောက်ကိုမရှိဘူးလားဒီကောင်မကိုပွဲထုတ်နေတဲ့လူတွေအကောင်မတွေပေါင်းခိုးနေတာကြီးပဲနော်သူနဲ့ဘယ်သူဓာတ်ပုံတွဲရလဲသူနဲ့သူဓာတ်ပုံတွဲတဲ့အမှုပညာရှင်တွေသူနဲ့သူအလုပ်တွဲလုပ်တဲ့ဒီနိုင်ငံကအမေရိကခြေတိုင်ဆန်ဖရန်နဲ့ကယ်လီဖိုးနီးယားအဲ့ဒီဘက်ကလူကောင်ကများသွားပြအဲ့တခိုးအုပ်စုတွေ အခေါ်စေသူလည်းသူဓာတ်ပုံလေးလူမှန်တယ်အကုန်မျက်နာရည်မျက်ခွက်တွေကမှတ်ထားအကုန်တကောဆိုပြီးပဲမဟုတ်ဘူးဆိုဒီလောကမှာမျိုးတွေတော်လိုင်းခင်ဗျာတိတ်လုတ်ချင်လားအဝေးကနေတိတ်ပြီးလက်သမန်းထားမယ်အခုချိန်မှာလေကျွန်တော်အနေတော်လိုင်းပါဘလို့မြင်သွားသလားကိုမသိရင်လည်းသူများသိဟန်တော်လိုင်းဖြစ်နေပြီအခုကြားရလေအဝေးတွေလည်းအမြောက်ပြီးထပ်ပို့ရကောင်သိဖြစ်သွားရတော်လိုင်းဖြစ်နေပြီအကုန်ထပ်ပို့တွေကလေတကယ့်နိုင်ငံသမားစစ်တွေရှိပါအကုန်တန်းကြုံပြီးတော့မစော်ကားဘူးတကယ့်နိုင်ငံသမားစစ်တွေတကယ့်ကိုလူမျိုးအတွက်တိုင်းပြည်အတွက်ကားမိုးအတွက်လုတ်တဲ့အနီးစစ်တွေရှိတယ်ဒါပေမဲ့အဲ့လူတွေကောင်တို့ဒီတကောဆိုတာပေးပါထုတ်လိုက်ပြီးတော့ အာနာရှင်စနစ်နဲ့ကျင့်သုံးနေတာလေသူနဲ့အမြင်မတူရန်သူတို့အကြောင်းဖော်ရင်တို့ဒီစကားစားရဲ့တရှိုးပါစကားစားလို့ပါဆိုပြောအောက်ကပဲတော့အနီလဲမဟုတ်အစိမ်းလဲမဟုတ်တော့ဘူးအနီရောအစိမ်းရောလည်းမဆန့်ကျင်ဘူးအခုအချိန်မှာကျွန်တော်ဒီစစ်ပွဲတွေကိုဆန့်ကျင်တယ်စစ်ပွဲတွေကိုရက်စေကျင်တယ်နောက်ထပ်ပြည်သူတွေဘသူတဦးတယောက်ရဲ့အသက်တွေမသေးသေးကျင်တော့ဘူးဒါကိုမနစ်ကပြောခဲ့တာလေတစ်နှစ်ပြည့်တော့မယ်နော်ဘာပြောင်းလဲသွားသလဲတစ်နှစ်ပြည့်တော့လေဘာပြောင်းလဲသွားပြောစမ်းနောက်ထပ်6လနေထပ်ပြောမလို့အဲ့ကြ ကုံပသိနဲ့သူများကိုလေတခြားတလားအမှုပညာရှင်တွေကလည်းဝေးရနေမြောက်ပြီးစစချင်းတော့ထားလိုက်ပါတော့တူတူကိုကိုကျွန်တော်ပါဝင်တခြားအများကြီးပါဝင်ခဲ့ကြတယ်မြန်မာနိုင်ငံမှာလည်းထောင်ကျခဲ့တဲ့အမှုပညာရှင်တွေလည်းရှိတယ်တိုင်းတစ်ပါးကိုမိသားစုထွက်ပြေးရတယ်ရှိတယ်စစချင်းကတော့ထားလိုက်ပါတော့ဒါပေမဲ့ညစ်တေချာတဲ့အခါမှာကုံပသိနဲ့သူများကိုသိခိုင်းနေလို့တိုင်းပြည်ဝန်ဖြစ်တယ်မှာအဲ့ဒီအမှုပညာရှင်တွေပါတယ်နော်အခုချိန်မှာတို့ရဲ့မိသားစုတွေအကုန်လုံးဆွေရည်မျိုးတွေအကုန်လုံးတိုင်းတစ်ပါးမှာအကုန်လုံးရောက်နေပြီအကုန်လုံးလွတ်လွတ်ချွတ်ချွတ်နေကြီးပဲအကုန် တော်လည်းအမှုပညာရှင်ဆွဲဟာရဲ့မိသားစုတွေတစ်ချက်လေ့လာကြည့်လိုက်ပါဦးသူတို့ကောင်ဆက်သွားကြည့်လိုက်ပါဦးနော်တက်လာမှတည့်ရတော်လည်းအေးပွဲမှာတစ်ချိန်လေးကောက်ဆိုပြီးတော့အရေးတော်ဘုံအားနေအားခါအစိုးရသွားပြီးပြောရလွယ်တာပေါ့သူတို့တွေ့ရတာပေါ့တိန်နေသူတို့မှမဟုတ်တာ နော်ရှင်းရှင်းလေးအိတ်ဟိုင်လာမပြောခိုင်းနဲ့တစ်ချိန်လုံးစစ်ပွဲတွေဖြစ်နေသေးွေးလေလူတွေထက်တင်နေမှာအဲ့ဒါတွေမမြင်ကျင်တော့လို့ကိုယ်ဘဝလုံးကြုံနေတာအောက်ကမြန်မာဘဝဒီအမေရိကန်မှာအေဂျင့်နဲ့မယ်ကိုလူမုန်းခံပြီးတော့တိုင်းဒီအေဂျင့်မှုအတွက်ကောအမေစုရဲ့တမနာရောတခြားနိုင်ငံအေဂျင့်ကအားလုံးပြန်လွတ်စေချင်တယ်တိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာလူမျိုးရဲ့အကောင်လုံးမြန်မာနိုင်ငံကိုအေဂျင့်နဲ့ပြန်လာလဲစေချင်တယ်နိုင်ငံသားဝင်ငွေအများကြီးရမှာတိုင်းပြည်ပြန်လဲတိုးတက်မှာခင်ဗျနိုင်ငံသားကဘာလဲခီးတဲ့တွေလူတွေအများကြီးမြန်မာနိုင်ငံကိုလာရဲဖို့လုပ်တယ် အဲ့ကြာမှလည်းတိုင်းပြည်ပြန်လဲတိုးတက်ဖို့အတွက်ကိုအထောက်အပြုမှာအခုချိန်မှာကျတော့တိုင်းပြည်တော်တော်ကြီးကိုပျက်စီးဆုံးသွားပြီကျွန်တော်အခုချိန်မှာမြန်မာနိုင်ငံမှာရှိနေရင်လည်းစားကစားအုပ်ချုပ်ရေးလက်အောက်မှာပဲကိုလုဆယ်ဆယ်ကိုဆက်လုပ်သွားတော့မှာကျွန်တော်တွန်းလာပါလည်းမဟုတ်တွန်းလာပါလည်းမဟုတ်ကျွန်တော်ဟိုကမှာကျွန်တော်တက်နေတလားလှူမယ်ကိုဒီပဲဘက်ကရက်တည်လဲစစ်ပွဲကြောင့်တော့ခိုင်းတဲ့ပြည်သူတွေဘက်ကရက်တည်တယ်နော်တချင်တော့စစ်ပေးချပြည်သူတွေထောက်ပံ့ဖို့ပါဆိုပြီးတော့ပွဲတွေလုပ်တယ်တချင်းတွေဆိုထားပါတော့ဒေါ်လာ300ရ200ရ300ရဒါပေမဲ့တကယ်တကယ်စစ်ပွဲဖြစ်တဲ့နေရာမှာထွက်ပြေးတော့တဲ့လူတွေကဘယ်မျိုးဘယ်ဒေသတွေအတိအကျကိုထွက်ပြေးကြသွားကြရဲဆိုတာဘသူကစင်းရင်းလိုက်ကောက်နေလို့လဲ ဘယ်သူတွေသိလို့လဲပြောပါအောင်ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်တို့ကဒီလိုတင်ထားပြီးပြောပြပြီကျွန်တော်ရဲ့မိတ်ဆွေအရာပြင်းနေမလို့အကောင်မစစ်ဖြစ်လို့ထွက်ပြေးသွားတခြားပြည်တွင်းရဲ့မျိုးသမီးကိုထွက်ပြေးသွားတို့စီကိုလည်းဘယ်ပတ်စံမှမလာဘူးဘာထပ်မှလည်းမလာဘူးဘာမှမလာဘူးပြန်လိုက်ဆူတာပြီးဘာတစ်ခုမှမလာဘူးသူ့ဘာသူပြန်ကြောင်းနေရတာကြီးပဲအကောင်ကတိုင်းပြည်ဝမ်းဖြစ်ကြတဲ့အကောင်ထိုက်ပါတော့ဒီဟာရဲ့ပြောလိုက်အရှိကြီးပဲအဲ့တော့ဒီသခိုးမကိုတော့ FBI ကိုမြန်မြန်တိုင်ကြပါ FBI ကိုများများတိုင်ပါ Dove Shop တိုင်ပါဒီသခိုးမပြော FBI နဲ့ခြေချင်းချိတ်ချင်အကုန်လိမ့်နေကြီးပဲ FBI ကလေတာလာသေးမဟုတ်ကြာကန်ရောတာလာသေးလည်းမဟုတ်နော်အဲ့ဒါမှတ်ထားဖို့မြန်မာပြည်ကလူတွေအားလုံးလည်းအလင်းမြင်အောင်လို့ကျွန်တော်ဘလော့မလုပ်ပဲထားဒီသခိုးမအောက်ဆိုင်ဆောက်ကင်းဆိုင်ယူနော်ငါ့လိုအချက်ချပြောနေမှာရှေ့တာလာ